ရှိအခါကဖျားအလောင်းရေတိသည်ရေတိငါရာနှင့်အတူနေထိုင်ခဲ့သည်ရေတိလေးတပါးသည်မွေပေါ့ဆလေးတကောင်ကိုမွေမြူထားလေသည်ဖျားအလောင်းရေတိသိသောအခါမွေဟော့ဆိုတာ အန္တရာယ်ရှိတယ်။မွေးမြူဖို့မသိဘူးလှုပ်လိုက်ပါဟုယသိလေးအားဆုံးမလီသည်။သို့သောယသိလေးသည်ယာအလောင်းယသိဤစကားကိုနားမထောင်ခဲ့ပေ။တနေ့တွင် ติดีชาตวายามวยห่าวเลกูวาลุคอนตวินแท้เป้กาดอเทตุถ้วยขวาตวาแค่ติยิติลีดีดอเทไนနှစ်ရက်သုံးရက်ကြာသွားခဲ့သည်တော်သေးမှ ပြန်ရောက်လာသောယတိလေးသည်ဝလုံးအဖုံးကိုဖွင့်လိုက်ရာအလုံးစာလောင်ပြီးဒေါသထွက်နေသောမွေဟော့လေးသည်ယတိလေးအားကဲ့လိုက်လေသည်ယတိလေးသည်ထူနေရ၌ပင် ကွယ်လွန်သွားခဲ့လည်သည်ထိုအခါဖျားအလောင်းရည်သိကစေတနာဖြင့်ပြောကြားလာသောဆရာစကားကိုနာမထောင်သည့်အတွက်အသက်ဆုံးရှုံးရခြင်းဖြင့်ကြောင့်ရည်သိမြာပြောကြခဲ့လေသည် ဘဝရဲ့အချိုးအကွေ့လောကရဲ့အခိုးအငွေ့လူသားရဲ့ဓမ္မတာဒလိအာယုသေးမှလုံပြုံမွေ့ရုပ်ထွက်ကြဖို့ခက်တလေအရာဝတ္ထုတစ်ခုကိုထပ်ပြန် တလဲလဲပြုတ်လုတ်ခဲ့လေပြုတ်လုတ်ဖန်မြန်းတော်အထုဝါဒနာဖြစ်လာတဲ့မိမိစိတ်ကြမိမိအပြစ်မဖြစ်ပါစေနဲ့